မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့လက်ထက်ကကောသလဘယင်ကြီးသူ့ရဲ့မိဖုရားမန္လိကာမန္လိကာပန်းတယ်ပန်းတယ်ဘဝကနေမိဖုရားမြောက်ပြီးမိဖုရားကောက်ပြီးတော့မှပန်းတယ်ကိုမိဖုရားမြောက်တော့မန္လိကာမိဖုရားဖြစ်တာပေါ့ပန်းတယ်ဘဝကလာပေမဲ့အသိဉာဏ်ကျွဲတဲ့ဒီမိဖုရားဘယင်ကြီးရဲ့အလွဲ့လွဲ့ချော်ချော်တွေကိုအကုန်တက်မှတ်ပေးနိုင်ခဲ့အဲ့တော့ဒီမိဖုရားဟာဟာ ပန်းစဲဘွားကလာပေမဲ့အတိညာမြင်မာတယ်စသည်ဖြင့်လူတွေကချီးမွမ်းတဲ့နေဟာတဝုန်တို့အဲ့ဒီမှာတာဝတိမျိုးတဲ့တို့တက်လာခဲ့တယ်အဲ့တော့ကောသလဘယင်ကစဉ်းစားဒီမိဖုရားနာမည်ကြီးတာငါကြောင်းငါသာပန်းစဲဘွားတိုင်ပြစ်ထားမယ်ဆိုရင် သူပန်းစဲဘွားပဲဖြစ်နေပါခုငါဘီဖုရားမြောက်လို့သူဟာအထင်ပေါ်ကြော်ကြလူတီများလာရတာပဲလို့တွေးတာအဲ့တော့ဒီမိဖုရားဟာသူ့ကို ဘဇုချက်ဆုံးလဲလို့မေးမယ်ဆိုရင်ငါကလွဲလို့သူ့အတွက်ချက်စရာကောင်းတာတခြားလူမရှိနိုင်ဘူးလို့ကောသလဘုရင်အတွေးဝင်ပြီးတော့မိဖုရားကို မေးတယ်မိဖုရားကြီးလောကကြီးမှာမင်းဘဇုကိုချက်ဆုံးလဲမေးတော့မိဖုရားကဖြေတယ်ကိုကိုကိုချက်ဆုံးပေါ်လို့ဒီလိုဖြေတာလေဟာဘုရင်ကြီးမှန်းကျက်နဲ့နှမ်းတွေ့မကိုင်းအထင်နဲ့မြင်တခြားစီဖြစ်တော့အဲ့ဒီမှာမိဖုရားကလည်းပြန်မေးတယ်ဘုရင်ကြီးရောကိုကိုဘဇုကိုချက်ဆုံးလဲမေးတော့ငါလဲပဲကိုကိုကိုချက်ဆုံးပါပဲလို့ဒီလိုပြန်ဖြေတယ် ဟာညအိယာဝင်တော့အဲ့ဒါဘင်းကြီးတမွေးငွေးနဲ့ဒါလေးကိုတွေးမိဖုရားကပညာရှိကိုကိုကိုချစ်ဆုံးလို့ပြောတာဟုတ်တာပေါ့ဟုတ်တာပေါ့နောက်တကဘယင်ကတိုးပြီးတော့စဉ်းစားတယ်ကိုကိုကိုအချစ်ဆုံးလို့ပြောတဲ့ပုဂ္ဂိုလ်ဟာခန္ဓာကိုယ်နဲ့မကောင်းတာလုပ်မယ်ဗဇက်ကမမှန်တာတွေပြောမယ်စိတ်ကမကောင်းတာတွေကြံမယ်ဆိုရင်ကိုကိုကိုချစ်တယ်ပြောနေပေမဲ့တကယ်ချစ်ရမရောက်ဘူးတဲ့ဒီလိုမြင်တယ် ကိုကိုကိုတကယ်ချစ်တဲ့ပုဂ္ဂိုလ်ကခန္ဓာကိုယ်နဲ့လည်းမဟုတ်တာမလို့ဗဇက်ကလည်းမမှန်တာမပြောဘူးစိတ်ကလည်းမကောင်းတာမကြံဘူးဒါဆိုရင်ကိုကိုကိုတကယ်ချစ်တဲ့ပုဂ္ဂိုလ်ပဲလို့သူကဒီလိုမြင်တယ်။သူ့ရဲ့တွေးလေးမှန်မှန်မှန်ပေါ့နောက်နေ့အာယုံကျင့်လင်းတော့သူဖျားထံသွားတယ်။မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးစီရောက်တဲ့ခါကျတော့မြတ်စွာဘုရားကိုသူ့ရဲ့တွေးလျှောက်ပြ။လျှောက်ပြတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကဘယင်ကြီးတဲ့ဘယင်ကြီး တွေးတာ မှတ်ပါတယ်။ ဘရင်ကြီးတွေးတာမှန်တဲ့အပြင်မြတ်စွာဘုရားကအဲ့ဒီမှာနောက်ထပ်ပါဠိလက်ဆောင်ပေးတယ်လေမိတဲ့တော့တရားတစ်ပုဒ်ဘရင်ကြီးကိုမြတ်စွာဘုရားလက်ဆောင်ပေးတယ်အတ္တနေစေပိယဇေညာနနံပါပေနသံယုစေနာဤတံသူလပံဟောတိဒုခံဒုက္ခရကာရိနောမဟာရာဇာတိုင်ကြီးသခင်ပြည်ဘရင်ဟု ခေါ်တွင် မြည်ဟိတဲ့ကောသလဘရင်မင်းကြီး အတဏမိမိကိုယ်ကိုပြရာချစ်ဆုံးဟူ၍စေစင်းညာအကယ်၍များတည်ခဲ့မယ်ဆိုရင်နန္တောချစ်ဆုံးလို့ခေါ်တဲ့မိမိရဲ့ခန္ဓာကိုယ်ကြီးကိုပပေးနာယုံမာလှစွာသောအကုသိုလ်အညစ်အကြေးတွေနဲ့နာတန်ယူစေဘယ်တော့မှမရှင်ပါစေနဲ့ဟိကသမဘာဖြစ်လို့လဲလို့မေးရင်ဒုက္ခရကာရီနော မကောင်းတာတွေပြုပါများပြီးတော့နေတဲ့ပုဂ္ဂိုလ်သည် ဒုက္ခချမ်းသာဒုက္ခကိုနလဘတိလွယ်လွယ်ကူကူမရနိုင်တော့ဘူးဒုက္ခရဂာရီနောမကောင်းတာတွေပြုပါများပြီးတော့နေတဲ့ပုဂ္ဂိုလ်သည်ဒုက္ခရံကောင်းတဲ့လုပ်ငန်းလွယ်ကူတဲ့လုပ်ငန်းတွေကို လွယ်လွယ်ကူကူနဲ့လုပ်နိုင်ဖို့ဆိုတာနသိရဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးဘုရင်ကြီးကိုကိုကိုချစ်ဆုံးဆိုရင်ဒီခန္ဓာကိုယ်ကြီးနဲ့မကောင်းတာတွေမလုပ်ပါနဲ့ ပါဇက်ကမမှန်တာတွေမပြောပါနဲ့စိတ်ကမကောင်းတာတွေမကြံပါနဲ့ဘုရားကအဲ့ဒီမှာဓမ္မလက်ဆောင်ပေးဘာဖြစ်လို့လဲလို့မေးရင်ဒုက္ခရကာရီနောမကောင်းတာတွေလုံးပါများတဲ့ပုဂ္ဂိုလ်ဟာကောင်းတာလုပ်ဖို့ရန်ခရင်သွားပြီမကောင်းတာတွေပြောပါများတဲ့ပုဂ္ဂိုလ်ဟာ ကောင်းတာပြောဖို့ရန်ခရင်သွားပြီမကောင်းတာကြံပါများနေတဲ့ပုဂ္ဂိုလ်ဟာကောင်းတာကြံဖို့ရန်ခရင်သွားပြီ အဲ့တော့မြတ်စွာဘုရားကဘယင်ကြီးတဲ့ကိုကိုကိုတကယ်ချစ်တယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးနဲ့မကောင်းတာတွေမလုပ်ပါနဲ့တဲ့ဒီလိုပြောတယ်မကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ဟာကောင်းတာလုပ်ဖို့ခဲရင်တယ်ပြောမြန်ပြန်တွေ့ကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ကလည်းမကောင်းတာလုပ်ဖို့ရန်တွေ့ခဲရင်သွားတာပဲဘုရားတို့သခိုင်းတောင်းပါရေငုံဆရာတော်ဆိုတာရှိခဲ့ဘူးတယ်ညိုတဲ့ရွာတဲ့ဆုံးကန်ကြွပါဇက်ကရေငုံပြီးကြွတယ် ဘာဖြစ်လို့လဲလို့မေးရင်ဒီပါဇက်ကမကောင်းတာပြောမိမှဆိုလို့မကောင်းတာပြောမဲ့စားရင်ငုံပြီးတော့ထားတာကအာကုစုกินတယ်ပေါ့ပါဇက်ကိုထိမ့်တဲ့အနေနဲ့ပါဇက်ထဲမှာရေထည့်ထားတယ်ရင်ငုံထားတယ်အဲဒါကြောင့်ဦးဇင်းတို့သခိုင်းတောင်မှာရင်ငုံဆရာတော်ဆိုထင်ရှားတာနောက်တကတိတုဒ္ဒရာယုံဆရာတော်တဲ့သခိုင်းတောင်ပါဇက်ကအများရန်ဗုဒ္ဓ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 နဲ့ရွတ်တယ် ဘာဖြစ်လို့ရွတ်တယ်လဲလို့မေးဟာဗဇက်ကမဟုတ်တာပြောတာနဲ့ဆိုင်ဘုဒ္ဓရွတ်နေတာလေးကစိတ်ပါတာမပါတာတာထားအကုသို့နေတယ်ပေါ့အဲကြောင့်ကိုယ့်ရဲ့ဗဇက်ကိုသူတော်ကောင်းကြီးတွေထိန်းကြတာကိုယ့်ရဲ့စိတ်ကိုထိန်းကြတာကိုယ့်ရဲ့အလုပ်ကိုကိုထိန်းကြတာအဲကြောင့်ကိုကြောကြောလွင်ဒီနေ့မွေးနေ့မှာဩငါကောင်းမှုတွေပြုခြင်းဟာငါကိုယ်ကတကယ် ခြေရာရောက်တဲ့ကောင်းမှုငါပြုတ်ခွင့်ရပြီလို့ဒီလိုဝမ်းသာပါ